ိုင်းခမ်းမြို့နယ်တွင်နိုင်ငံတော်ဓာတ်အားစနစ်မှာဓာတ်အားစတင်ဖျက်ဖြူပေးလျက်ရှိတဲ့တဲ့ငိုတက်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းခမ်းမြို့နယ်တွင်နိုင်ငံတော်ဓာတ်အားစနစ်ဖြင့်ကျိုင်းတုံပင်မတာကွယ်မှတဆင်66 kV ဖီဒါတက်မှဓာတ်အားကို မိုင်းခမ်းမြို့နယ်အတွင်းရှိမြို့ပေါ်ရက်ကွက်နဲ့ရက်ကွက်နဲ့ခြေရွာခနေရွာတို့နိုဝင်ဘာလ22ရက်နေ့ညနေပိုင်းအချိန်က စတင်၍ဓာတ်အားဖျက်ဖြူပေးခဲ့ကြောင်းသိရပါဗျာ။ မန်ခဲမြို့နယ်တွင် ရခင်က900 kVA ဒီဇယ်ဓာတ်အားပေးဆက်ဖြင့်မြို့ပေါ်ရှိမိသုံးဆွဲသူပြည်သူ485ဦးကို တရက်လင်း3နိုင်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာယခုတွင်ကျိုင်းတုံမြို့230 kV ကျိုင်းတုံပမဓာတ်အားကွဲရုံရှိ230 66 71 kV 100 MVB transformer ၏66 kV feeder တက်မိုင်းခဲ feeder မှာဓာတ်အားကိုလက်ခံရယူပြီးမိုင်းခဲ66 71 kV 10 MVA တဲ့အာခွဲရုံမှာ70 kV ဖီဒါတစ်ခုဖြင့်မိုင်းခတ်မျိုးပေါ်ရှိ မြို့ပေါ်ရက်ကွက်နေရက်ကွက်နဲ့စွတ်ပလောင်ကြီးရွာ ရန်တောင်ကြီးရွာဒါစော့ကြီးရွာစိုင်းပင်ကြီးရွာကုံမွန်ကြီးရွာပင်ခွေကြီးရွာဝမ်မိုင်ကြီးရွာတို့မှာမိသုံးဆွဲသူ925ဦးကိုဝင်အား0.7 MW ဖြင့်စတင်ပြန်ပြူပေးခဲ့ကြောင်းမိုင်းခတ်မျိုးနယ်လျှက်စစ်တပ်အဖွဲ့ပြေးလုပ်ငန်းမှာသိရှိရပါတယ်ရှင်